operation လုပ်အောင်ဆရာကလည်း operation လုပ်အောင်ဒီဒီရပိုင်းလေးဖြစ်လို့ operation လုံးမှသာပြန်ပြီးရှင်းပြမှာဖြစ်တယ်တော့ဒီလိုမျိုး question ကတော့ဒါဒါပထမဆုံးဖြစ်မှာမခွဲဘူးဆိုရင်တော့အဆင်မပြေဘူးမခွဲဘူးဆိုရင်အထင်ပိုပြီးအကြာကြာပေးရမယ်ပြီးရင်ရေရှည်မှာလည်းကြော်လန်းလျှောက်ပြေးတာသွားတာခုနလုံးလို့မရတော့ဟုတ်တယ်ဆိုတော့45ရက်စီယုံတက်ပြီ45ရက်နားမှာ45ရက်နားနောက်45ရက်မှာ၄ချက်ခန့်ကြီးလောက်အောင် အဲ့တော့အဲ့အဲ့ရက်ကလေးတော့ဒီခံပြီးနေရမှာပဲစင်နေတော့တော့ you know လဲအလုပ်တွေအများကြီးတွဲလုပ်ဘူးရယ်အာပုံမချင်းပွဲတွေရောဗားတွေရောကြောင်ရတွေရောအစားအကုန်လုံးလုပ်ဆိုရယ်အခုလဲထပ်ပြီးတော့ဒါအဲ့ဒီတရားနဲ့နှမ်းပြီးတော့ကျွန်တော်နှမ်းပြီးတော့ပြင်ပြကြရဲပြကြပြီးတော့ဒီမှာပုံစံပွဲလေးလုပ်ဖို့ဆိုပြောတယ်။ဒါပေမဲ့ကျွန်တော်လည်းပြောရကျွန်တော်စိတ်တက်မှရစိတ်မကောင်းဘူး။ရရတယ် ်အဆင်ပြေတယ်လာပါဒီမှာထိုင်နေရတယ်အဆင်ပြေဆိုလိုတာနေအာကျွန်တော်လမ်းမလျှောက်နိုင်တော့လာပြီးလာခေါ်မယ်ဆိုပြီးတော့အာဖီတာရဲ့ပြန်လာပြီးတော့ရောက်ရောက်ရှိလာပါတော့ဟုတ်ကဲ့အဲ့ဒါလက်ရှိကျမရဲ့ရှင်ပြတာတော့အာကျမကြီးကတော့အရင်အရင်တစ်ခေါက်ကရေပီးလေးကကျွန်တော်ဖြစ်ထားတာခြေောက်ဒူးလို့ပြဲတာပေါ့နော်အာနည်း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 ပြဲတယ်ဆိုတော့ကဟိုဘယ်လိုပြောအရင်ရိုင်းပြဲတာပေါ့နည်းနည်းပြဲသွားတာရေပီးသွားပြီးတော့ကယ်ဆယ်လုပ်ခဲ့ရလို့ဖြစ်သွားတယ် အဲ့ဖြစ်သွားတဲ့ဒဏ်အခုတော်တော်လေးကိုကောင်းနေပြီပေါ့နော်လမ်းလေးလျှောက်လို့ရတယ်ဒါပွဲတွေဆိုပြန်တက်နေပြီအဲ့လိုလုံးလဲဆိုတာအခုငလျင်ဖြစ်တယ်ငလျင်ဖြစ်တော့ဒါပေမဲ့မတော်လို့ကလည်းမဖြစ်ဘူးဆိုတော့ကဲတွားလိုက်ပဲဆိုပြီးတော့ဆက်သွားလိုက်တယ်ဆက်သွားလိုက်တဲ့အချိန်မှာအဲ့မှာရောရောချင်းနေပဲဟယ်လိုစာပြေကယ်ဆယ်ရေးတွေလောရတော့မှာဆိုတော့အဲ့ကယ်ဆယ်ရေးလုတ်တဲ့နေရာမှာဝင်သွားရင်းနဲ့မှာထပ်ပြီးတော့ငလျင်ထက်လို့တာကယ်ဆယ်ရေးဝင်ပြီးအဲ့တိုက်ခဲဝင်နေရင်းနဲ့မှာ ဘောကငလျင်ချ5.3လောက်ပြန်လှုပ်တဲ့အကုန်ပြန်ထွက်ပေးကြတာပေါ့အဲ့ဒီကနေပျို့ပျို့တော့မှတော့အလန်းနေလည်းမပြောဘူးအဲ့လိုထွက်ပြေးနေမှအကုန်ကတော့အမြန်ပြေးနေတာပေါ့ပြေးနေတော့ဟိုဒီလိုမြေပြင်မဟုတ်ဘူးလေကျွန်တော်တန်တန်ဟိုတန်ချောင်းတွေပုတ်ပုံတွေအကြားတွေကကြော်ဖွားပြီးသွားတာကျွန်တော်ပြေးပြေးမသွားလို့ရဘူးနောက်ဆုံးတယောက်တည်းပဲကြံကျွန်တော်တယောက်တည်းကြံခဲ့ရအထက်မှာအဲ့နောက်ဆုံးအပြင်ဟိုကလေရောက်တော့ဘောက အကုန်ကအပြေရောကျွန်တော်တယောက်လည်းကျွန်တော်ကမထူးတော့ဆိုအဲ့မှာကျိုးလဲချတာအဲ့ကျိုးနဲ့ခုံပြီးတော့အောက်ပေါ်ပွေရတော့ဆိုအဲ့ကိုခုံချလိုက်ကိုထားလိုက်တဲ့ချိန်မှာညာဘက်နဲ့ပဲကြာမယ်ထင်တာအဲ့ဘယ်ပဲဖြစ်ပြီးသားကျွန်တော်လည်းပဲချောပြန်ကြာလိုက်တော့လောကဟန်ချက်မညီဘဲနဲ့တော်တော်ကြီးကိုနာသွားပေါ့နာသွားတဲ့ချိန်မှာဘောမရှောင်းနေတော့အဲ့မှာပင်ဒီယိုတိုက်ချပြီးတော့ပဲပင်ဒီယိုတိုက်ရှော့ချလိုက်ရတယ်ပေါ့အဲ့မှာတည်းကနာတော့ပြည့်ပြည့်ချင်းတော့အပေါ်လိုရေခဲကြီးပဲကတ်နေပြီးတော့ဆေးကြီးပဲတောင်းနေပြန်တော့တက်တာသွားတယ်ပေါ့တက်တာသွားတယ်အဲ့တော့ဘာကြီးရဲ့ဒီပိုင်းလေးလဲဆက်လို့ဒါပေမဲ့ ။ဘာဖြစ်လဲဆိုတော့အဲကောင်ကတော့ဆေးတောက်တယ်သူပြုနေလို့ဖြစ်လိုက်မယ်။ဒါပေမဲ့ဒီရောက်တော့မှဆေးကင်းပြတော့လုံးဝအယုတ်ကပြတ်သွားတယ်ဆိုတော့တော်တော်ကြီးဆူလို့ကပြတ်သွားပုံမျိုးဖြစ်တယ်။အခုတော့ဒါလေးဆေးကင်းပြတာအဲ့တော့ဒါကတော့ကျွန်တော်လည်းအလုပ်သွားလို့တော့လောက်တိတ်မကောင်းသေးဘူး။လောက်လောက်ဒါလောက်လောက်ကြီးနားရမယ်ကွာလို့ပြောရတယ်ကွာတော့မီဒီယာလည်းမပြောရဘူးဒါပေမဲ့ operation လုပ်အောင်ဆရာက operation လုပ်အောင်ဒီဒီရပိုင်းလေးဖြစ်လို့ ော့ region လုံးမှသာပြန်ပြီးရှင်းပြမှာဖြစ်တဲ့အတွက် region လုံးကိုတော့ season လို့ဒီပိုင်းလေးမှာအမြန်ဆုံးတော့လုပ်ပါမယ်။ဒီလိုမျိုးဘေးတွေဂျုံနေအခက်ခဲဂျုံနေနေမှာကျွန်တော်တို့ကထက်တဲ့ဝင်ကိုတေချာလေးကူညီရမှာပေါ့နော်။ကယ်ဆယ်ရေးတွေဆိုရင်တေချာလုံးအောင်ဘာလို့လဲကျွန်တော်တို့အရင်ကကယ်ဆယ်ရေးတင်နေတက်ထားတယ်။ရှာဖွေကယ်ဆယ်ရေးတင်နေဒါမျိုးတက်ထားရဲ့ကြောင့်အလိုဖြစ်လာရဲ့ဆိုပိုကယ်ဆယ်ရေးတွေပိုလုံးအောင်ဒီချိန်ကျမှကျွန်တော်တိတ်ပြီးတော့အဲ့လိုလုပ်ဖို့ဆိုတာပိုပိုရင်က ကျမရဲ့တိတ်မပေါင်းဖြစ်နေတယ်တိတ်တိတ်မလုံနိုင်ဒါတော့ကြားသလောက်ကိုဟိုပြီးတော့ပြေးပြီးလုံတော့အဲ့ပြေးပြီးလုံတဲ့ဒဏ်လေးလည်းပါတယ်ကိုခံရတာပေါ့နော်အခုကျတော့ဒီလမ်းကောင်းမချောင်းနိုင်ဘူးဒါလည်း operation လုပ်ပြီးသွားမှာပဲအဆင်ပြေသွားတော့အဲ့တော့ operation လုပ်မယ်လေးချိန်ကနေပြန်လုပ်မယ်အချိန်လိုက်ပြတ်ဖြစ်အောင်ဒီနေ့အချိန်ယူအောင်အာ3လလောက်တော့3လ3မောင်5လောက်တော့အချိန်ယူအောင်အဲ့ဒီလိုလေအကောင်းဆုံးအမြန်ဆုံးကောင်းအောင်လေ ကျေးဇူးနေပါတယ်။နေတိုင်းလည်းပုံပုံမှန်ဆိုရင်နေနေနေလို့မဟုတ်ဘူး။ဟိုလူညာလို့ရှိရင်ရှိရင် pride လုပ်နေပဲလေပတ်နေတာဆိုတော့လေ။အဲ့တော့အခုဆိုရင်တော့အချိန်လေးတော့ပေးရမယ်။ဘာလို့လဲကိုကိုရိုင်းလည်းကျမရဲ့ကောင်းကိုကိုရိုင်းလည်းအဲကုညီဖို့အတွက်ရေရှင်းပြေးသွားမှလာတယ်။များများပြီဆိုကုညီနိုင်မယ်ပေါ့နော်။အဲ့တော့ပုဂ္ဂိုလ်တော့နည်းနည်းလေးပြန်ရှင်းရအောင်ပေါ့နော်။ဘာလို့လဲဆိုတော့တော်တော်များများလည်းပြောပုဂ္ဂိုလ်လည်းရှင်းအောင်အဲ့လိုမကုညီနေပေါ့နော်။ကျွန်တော်အဲ့လိုပြေးပြီးတော့အခုဆိုလည်း ဓာတ်ရမှာလမ်းကြောင်းတွေပဲရှိရဆိုတော့မောင်းလိုက်တာအဲ့လိုမရှိနေတော့လေအဲရုံကလူကြီးဆိုတော့မလာနဲ့ပြီးမှဝင်နာဘာလို့လဲဆိုတော့လာရင်ပို့ပြီးတော့အာပို့နာနေမှာဆိုလို့ပေါ့အဲ့လိုပြောရတယ်ဒီလိုမျိုး question ကတော့ဒါတပတ်မောင်းသုံးဖြစ်မှာပေါ့ဒါပေမဲ့ဟို surgery ရောလုပ်ခုရယ်ပေါ့နော်ဒါပေမဲ့ဒီ6ရက်ဒီပါတယ်အဲ့လိုကျမရဲ့ဆွဲစိတ်လာတော့ဒါပတ်မောင်းသုံးချိန်ဆွဲစိတ်ပို့တယ်ပေါ့နော် ဲ့တော့စိတ်ထဲမှာနည်းနည်းလေးသူစိုးရိမ်တာပေါ့ပါလို့ရှိတယ်အဲ့လိုစိတ်တော့အရင်မရှိပါဘူး။အဲ့လိုလေ။ဒါတကယ်ကျွမ်းကျင်တဲ့ဆရာကြီးကလုပ်လို့မဆိုဘူး။ဖြစ်စီပါ။ operation လုပ်ရင်တော့အရှင်းပြောက်ဖို့ရတာ။အာပြန်ပြီးတော့အချိန်တော့ယူအောင်မယ်။ပြီးလေ့ကျင့်လည်းပြန်လုပ်အောင်နော်။ဒါပြန်ကောင်းဖို့ရှိတယ်။ပြန်ကောင်းဖို့အတွက်ပဲခွဲခွဲတာပေါ့။ဆရာဝန်တွေကစိုးရိမ်နေတယ်လို့ပြော။ မကွဲဘူးဆိုရင်တော့အဆင်မပြေဘူးမကွဲဘူးဆိုရင်အထင်ပိုပြီးအကြာကြာပေးရမယ်ပြီးရင်ရေရှည်မှလည်းကြော်လန်းလျှောက်ပြီးတာသွားတာခုမှလုံးလုံးမရတော့အဲ့လိုဖြစ်တဲ့အတွက်ဒါ operation လုပ်ရတာကွဲမှအဆင်ပြေမှာဟုတ်တယ်ကြော်45ရက်ဆေးရုံတက်ရမယ်ပြီးရင်45ရက်နားရမယ်45ရက်နားနောက်45ရက်မှာ၄ချက်ခန့်ပြန်လုပ်ရမယ်လို့ပြောအဲ့တော့အဲ့ရက်ကလေးတော့ဒီကံမီနေရမှာပဲ